ဘာလို့လုံးလုံးဝမမသိနော်တပည့်တော်တို့ဘုန်းကြီးလောကမှာရှိတယ်လေကြမ်းပြီးကြောင်းပြောက်ဆိုတာနော်ကြမ်းနေပြီးတော့နေစရာကြောင်းမှာမရှိတော့ကြမ်းမပြီးခင်ကတော့တပည့်တော်တို့တငယ်ချင်းတွေတို့တော့ဗဟန်းကြောင်တော့နေတော့အဲ့ဒါကြမ်းမပြီးအောင်တကြမ်းလေးကြံတာကိုမှိမ့်နေတယ်မအောင်ဖြေရတာနော်အောင်ဝိုင်းရင်တော့ကြောင်းအောင်ပြောက်သွားရင်နေစရာမရှိတော့အဲ့ဒါကြောင့်ကြမ်းပြီးကြောင်းပြောက်အရှင်မြတ်လို့လည်းဘွယ်လဲရကြောင်းလဲပြောက်နေစရာလည်းမရှိအဲ့လိုလေဖြစ်တယ်နော်ဒီမှာကအရှင်ဘုရားတို့ဒီအတွက်ဘာပလန်းမှမရှိဘူး အပွဲရပြီးသွားရင်ဘယ်လျာမှာသုံးမလဲဘလို့အသုံးချမလဲဘာမှမရှိစီစဉ်ထားတာလေဘာမှမရှိကိုယ့်အနကိုပဲဖောက်ထွက်ရတယ်နော်ကိုယ့်အနကိုပဲရုံးကန်အဲ့တော့အဲ့ဒီလိုမျိုးအနေထားမှာတပိတော့ရှောက်ချင်တာကရှင်မြတ်ဘာသာစကားအတူအဖြစ်အင်္ဂလိပ်စာဖြစ်နိုင်ရင်တရုတ်အဲ့ဒါလေးလောက်တာပါနော်နောက်ဒုတိယတစ်ပိုင်းကတော့သူတို့ဘာသာရက်ပေါ့ဘာသာရက်မှာအထူးအဖြစ်အဘိဓမ္မာနဲ့ပတ်သက်ပြီးတော့ခြေပုံအောင်လည်လာထားမယ်တုတ်တန်တွေကို ြည်အောင်လိလာထားရင်ရှင်မြတ်တို့ဒီမှာလိလာတာက9နှစ်လောက်ရှင်မြတ်တို့ဘာသာစကားစွမ်းရည်နဲ့ဘာသာရဲ့စွမ်းရည်နော် language ပိုင်းနဲ့ subject ပိုင်းကို9နှစ်လောက်ဖိဖိစီစီလုပ်လိုက်ရင်ရှင်မြတ်တို့တပွားလုံးအေးဆေးဖြစ်သွားတယ်နော်သူတို့တို့ဆိုရိုးလေးတစ်ခုရှိတယ်လေလိန်မာတဲ့သူကတဲ့နော်9နှစ်လောက်အပင်ပန်းခံလို့တသက်လုံးချမ်းသာမယ်ဆိုရင်အဲ့ဒီ9နှစ်ကိုအပင်ပန်းခံရတယ် ရှင်များတို့အပင်ပန်းခံရလားနော်ငါးနှစ်လောက်အပင်ပန်းခံလိုက်တာနဲ့တသက်လုံးချမ်းသာမယ်ဆိုရင်အသိဉာဏ်ရှိတဲ့သူကအဲ့ဒီငါးနှစ်ကိုအပင်ပန်းခံရတယ်အများစုကအပင်ပန်းမခံရဘူးနော်ဒီလိုက်ငါးလိုက်ပဲအာနေလိုက်စားလိုက်အိတ်လိုက်နေပဲအဲ့ဒါနဲ့ပဲအသက်တွေကြီးလာကြီးလဲကြီးလာတော့အသက်ကြီးလာတော့နေရာရချင်းလူရကဝင်ချင်းလာကိုကအဲ့ဒီနေရာရနိုင်တဲ့လူရဝင်ချင်းတဲ့အရေးချင်းကမရှိအဲ့ဒီမှာဒုက္ခတွေရောက်တယ်နော် ဲ့တော့9နှစ်လောက်မှာအရှင်ပြားတို့အရေးအကြီးဆုံးက language skill နဲ့ subject တွေနော် subject မှာအဓိကကိုကဗုဒ္ဓဘာသာနဲ့ဆက်ဆက်တော့အပြီးတော့မှနဲ့သူတို့တုတ်တန်ပိုင်းဝီနီကတော့ကိစ္စမရှိဘူးနော်ဝီနီကတော့ကိုတိထားအောင်လောက်လေ့လာထားလို့ရှိရင်ရအဲ့ဒီအပိုင်းပဲဘာမှခက်တာမဟုတ်ဘူးတကယ်ကတော့တပည့်တော်လိုလေသာသနာဘဝကအရှင်ပြားလို့အချိန်မှာဒါကြီးတွေကခက်တယ်လို့ထင်တာနော်ဒါပေမဲ့လုပ်ငန်းဝင်ဝင်တဲ့အခါကျတော့ ဘာမှမခက်ဘူးတကယ်လုပ်ငန်းမှာတကယ် fight ရတာတွေတကယ်အခက်အခဲတွေတွေ့တဲ့အခါကျတော့မှအဲ့ဒီတော့မှနဖူးတွေ့ဒူးတွေ့တွေ့တာနော်အဲ့ဒီတော့မှအလုပ်တွေလုပ်ရတယ်အဖွဲ့အစည်းတွေမှာပါရတယ်နော်သူများနဲ့ပြောဝါဆိုရတယ်ပတ်ဝန်းကျင်နဲ့ထိတွေ့ရတဲ့အခါမှာမှအဲ့ဒီတော့မှခက်လာနော်အခုအရှင်မရတို့အရွယ်ကဘာမှဒီကိုယ့်ရဲ့ capacity တွေကိုဖြည့်ရတာကဘာမှမခက်သေးဘူး နော်ဘာမှမခက်သေးဘူးနောက်ပိုင်းဘဝမှာစိန်ခေါ်မှုတွေအများကြီးရှင်များတို့တွေ့ရအဲ့ဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့အတွက်ကအခုတည်းကကိုခံအားကောင်းမှုလို့ကိုခံအားကနှစ်မျိုးတယ်ဘာနဲ့ပါလဲတပည့်တို့ဘာသာစကားနဲ့ဘာသာရက်အဲ့ဒီကိုခံအားကောင်းရင်ရှင်များတို့ကြီးလာတို့လောကရန်နေနဲ့ဂျုံတွေ့ရမယ်လုပ်ငန်းစိန်ခေါ်မှုတွေအားလုံးကိုကိုခံအားကောင်းကောင်းနဲ့ကြော်ဖြတ်လို့ရဒါလေးတပည့်တို့ကပြောခြင်းနော်အဲ့ဒီမှာရှင်ဖျားတို့တာ ီဘာသာစကားနဲ့ဘာသာရက်ကိုဒီမှာနေတဲ့အခိုက်အတန့်၃နှစ်၄နှစ်၅နှစ်လောက်မှာဒီဇိုင်းမမတ်နဲ့လုပ်မယ်အရှင်များတို့မှာလုပ်နိုင်တဲ့ဉာဏ်ရည်ဉာဏ်သွေးရှိတယ်လုပ်လို့ရတဲ့အရွယ်နဲ့အချိန်အပြည့်အရှင်များတို့မှာရှိတယ်သူတို့တို့အခုလုပ်ချင်လုပ်လို့မရတော့အသက်အရွယ်အရာအမှတ်ဉာဏ်အရာနော်တစ်ဖက်ကတခြားတာဝန်ယူရတဲ့လုပ်ငန်းတွေအရာပြန်ပြီးတော့မှသူတို့တို့ကအရှင်ဖျားလို့လို့မလုံနိုင်တော့ပြန်ယူလို့မရတော့အဲ့ဒီအချိန်တွေကအခုအချိန်မှာအရှင်ဖျားတို့အတွက်တကယ်ကိုရွှေရောင်ကာလကိုဖြတ်သန်းနေရတာ နော်အဲ့ဒီရွှေရောင်ကာလဖြတ်တန်းနေတဲ့အချိန်မှာအနာဂတ်အနေနဲ့ပြန်ကြည့်ရင်အရှင်မြတ်တို့ဘာလုပ်မှာလဲနော်ကြောင်းထောင်မှာလားအများကြီးခတ်တယ်နော်သူတို့ဘာရှိမှာကိုယ်ဣတိရိယမဖြစ်ဘဲနဲ့သူတို့ဘာရှိမှာစာတင်ပါအများကြီးခတ်တယ်အဲ့တော့ဘာလုပ်မှာဖောက်ထွက်ရမှာနော်ထွက်ပေါက်ဆိုတာကဖောက်ထွက်မှရတာနော်ထွက်ပေါက်ဆိုတာတွန့်သူရှိတာလားမရှိဘူးထွက်ပေါက်ရကြရင်ဘာလုပ်အောင်လဲဖောက်ထွက်ဒါပဲရှိတယ်ဖောက်ထွက်မှာနော်အဲ့တော့ဖောက်ထွက်ဖို့ကလမ်းကြောင်းကရှိပြီးသား ဗီယက်နမ်ဘက်ဖောက်မလားအင်ဒိုနီးရှားဘက်ဖောက်မလားဖောက်မလားမလေးရှားဘက်ဖောက်မလားတခြားနိုင်ငံတကာဖောက်မလားအရှင်မြတ်တို့အတွက်အများကြီးအခုသီးလင်ကဖိုးကြီးတွေကအဲ့လိုမျိုးဖောက်ထွက်ပလိုက်တယ်နော်ဖောက်ထွက်တော့နိုင်ငံတကာမှာသူတို့ကထိတ်တန်းကိုရောက်လာတာဗုဒ္ဓဘာသာပညာရှင်တွေအနေနဲ့ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေမှာနိုင်ငံတကာမှာထိတ်တန်းကိုရောက်လာတာနော်အဲ့တော့အရှင်ဖျားတို့မှာအဲ့ဒီလိုမျိုးထွက်ပေါက်တွေလည်းရှိတယ်ထွက်ပေါက်တွေအများကြီးရှိတယ်အဲ့တော့စဉ်းစားတဲ့အခါမှာကိုယ်က ြည်တွင်းမှာပဲဟာကြောင်းလေးထောင်မယ်နော်ဟိုနာကတ်နေမယ်ဒီနာကတ်နေမယ်ကိုရွာကိုပြန်နေမယ်ဆိုတာမျိုးလောက်တာမန်လောက်မစင်းပဲမစင်းသားပဲ ਨੇ တပည့်တော်ရှောက်တယ်လို့ဗာပြလေထွက်ပေါက်အတွက်ပါလို့မလဲဖောက်ထွက်ဖို့နော်ဖောက်ထွက်လိုက်အဲ့ဒါဆိုရင်အရှင်ဘုရားတို့တဘာတည်းမဟုတ်ဘူးနော်သူတို့တို့အချိန်နေကောင်းနေအများကြီးတွေ့ရတယ်ဗီယက်နမ်မှာလည်းတွေ့ရတယ်အင်ဒိုနီးရှားမှာလည်းတွေ့ရတယ်မလေးရှားမှာလည်းတွေ့ရတယ်နော်အဲ့ဒီမှာအရှင်ဘုရားတို့ဘာသာစကားကောင်းကောင်းနဲ့နော်ဗုဒ္ဓဘာသာတွေဟိုလာအရှင်ဘုရားတို့ သင်တန်းလေးပြီးမယ်တရားလေးဟောပြီးနိုင်ရင်ကိုအရှင်မြတ်တို့အတွက်ဒါတကယ်ထွက်ပေါက်ကြီးတစ်ခုပဲနော်ကိုနောက်ကနေပြီးတော့မှကိုရဲ့ဆွေမျိုးတွေတပည့်သားမြီးတွေနောက်ကိုရဲ့သာသနာအတွက်ပေါ့နော်ကိုရဲ့မြန်မာနိုင်ငံအတွက်အခုဒါတပည့်တို့ပြောမယ်ဆိုရင်မြန်မာနိုင်ငံအနေနဲ့တခြားနိုင်ငံတွေသွားတဲ့အခါမှာပညာရှင်အနေနဲ့လုပ်ငန်းရှင်အနေနဲ့မသွားရအောင်ဘာအနေနဲ့သွားရတာလဲအလုံသမားအနေနဲ့သွားဘလောက်မျက်နှာငယ်နော်ဘလောက်မျက်နှာငယ် တခြားနိုင်ငံသွားလို့ရှိရင် အလုတ်သမားအနေနဲ့သူတို့ဘာမျက်နှာမော်ကြည့်ရတဲ့ဘဝမျိုးနဲ့သွားနော်သူတို့ဟိုတလောကရှိပိတာဘက်မှာတရုတ်ဟိုတယ်တစ်ခုအန်ဒီအကင်းပင်လို့သွားတယ်မြန်မာအလုတ်သမားသူတို့တွေ့တလောကတော့တရာလောက်ရှိတယ်နော်အကုန်လုံးတရားနာတယ်အလုတ်ရှင်ကနိုင်ငံသားအလုတ်သမားကဘမပြည်တွင်းမှာလည်းပဲအလုတ်သမားပဲပြပသွားလဲအလုတ်သမားပဲ နော်အဲ့ဒီလိုပုံစံမျိုးနဲ့အရှင်များတို့ထွက်မှာလာအဲ့လိုတို့ထွက်ရင်ကိုလူမျိုးကိုနိုင်ငံကုန်သိက္ခာအများကြီးကြာနော်အဲ့တော့ကိုကပညာရှင်အနေနဲ့သွားရင်အခုတပည့်တို့တို့ဒါတပည့်တို့ကြွားပြောတာမဟုတ်ပါဘူးနော်ဥပမာအနေနဲ့ပြောတာပါအခုဒါတို့ပင့်လို့သွားတယ်ကျူတယ်နော်လေးလေးစားစားဆက်ဆံနေဆိုတော့ကတပည့်တို့တပားတဲ့နေမဟုတ်ကိုနိုင်ငံကိုလူမျိုးအတွက်ပါတပည့်တို့ကုန်သိက္ခာမရှိဘူးလားရှိတယ်အခုဒီလင်ကဘုန်းကြီးနေဆိုအဲ့လိုမျိုးဖူးဖူးမုတ်ခံ တခြားနိုင်ငံသွားလို့ရှိရင်เนาะတို့မဟာယနလေးလည်းမော်ကြည့်နေရတာเนาะဒါကလူမျိုးအတွက်နိုင်ငံအတွက်เนาะမျိုးကုံဇာတိကိုမြင်မာရေးဆိုတာကအဲ့ဒါမှအတိကအခုသူတို့ကသွားလိုက်လို့ရှိရင်အလုသမာအဲ့ဒါတော့မှအဆင်ပြေတာမဟုတ်ဘူးเนาะကိုရောက်လို့ရှိရင်အမျိုးမျိုးအနှိမ်ခံเนาะဒုက္ခတွေရောက်မျက်ရင်နဲ့မျက်ခွက်เนาะအများကြီးရှင်များတို့လည်းပဲကြားလိုက်မယ်သူတို့တို့လည်းအများကြီးတွေ့ဘူးတယ်เนาะသွားတဲ့အခါမှာဘလောက်ထိ မျက်နှာငယ်ရတယ်လေအလုတ်သမားအနေနဲ့သွားအဲ့တော့ကိုကပညာရှင်အနေနဲ့သွားရင်ရှင်မြတ်တို့သာသနာပြုရလဲရောက်တယ်ကိုနိုင်ငံအတွက်အမျိုးကုံဇာတိကိုမြင်မာရေးအတွက်လည်းပဲရှင်မြတ်တို့ဟာစူးစမ်းပေးရရောက်တယ်အရှင်မြတ်တို့အဲ့ဒီလိုပုံစံနဲ့တည်းသွားဟိုရောက်ရင်တကယ်ဗုဒ္ဓဘာသာပညာရှင်တပါးအနေနဲ့ရှင်မြတ်တို့ကိုဖူးဖူးမှုတ်ပြီးတော့ထားတာနော်အဲ့လောက်ထိသူတို့လည်းကြုံမှုပါတယ်ဒါကြောင့်မလို့သူတို့ကရှင်မြတ်တို့ကိုဖြစ်စေခြင်းတာ ဲ့တော့ဒီအချိန်မှာရှင်ပြားတို့ကတကယ်ကိုရွှေရောင်ကာလရောက်နေပြီဒီမှာနေရတဲ့ခိုက်တံမှာကိုယ့်ရဲ့အရေးအချင်းတွေကိုခံအားကောင်းကောင်းเนาะရအောင်တိဆောက်ပါဒါဆိုရင်ရှင်ပြားတို့အနာဂတ်မှာเนาะထွက်ပေါက်တွေအများကြီးရှိတယ်အဲ့ဒီလိုထွက်ပေါက်တွေကလည်းရှင်ပြားတို့အလကားဖြစ်မှာမဟုတ်ဘာလို့ ਆ မှာလဲဖောက်ထွက်မှာရမှာเนาะအဲ့ဒီကိုဖောက်ထွက်နိုင်ဖို့မှာဖောက်ထွက်နိုင်တဲ့ကိုခံအားအရေးအချင်းတော့ရှိဖို့လိုတာပေါ့เนาะဒါကြောင့်မလို့ စာဖတ်ဆိုတာကလိလာအထုတ်ရမယ်လို့တပည့်တော်ပြောခြင်းတယ်နောက်ဆုံးစတလုံးကပါလေစစ်စစ်တာစစ်စစ်ဝေဖန်ရမယ်ဒါလည်းပဲအကျယ်တော့တပည့်တော်တို့မပြောတော့အရှင်မြတ်လို့လည်းသိတယ်ကိုလိလာတင်ယူတဲ့အခါမှာဘေဟာကကိုအတွက်ကြံတယ်မကြံဘူးဘေဟာကမှားတယ်မှန်တယ်နော်အခုတပည့်တော်ပြောတဲ့ဇကားတွေအပေါ်မှာလည်းပဲရှင်မြတ်တို့ကစစ်စစ်ဝေဖန်သုံးသက်ရမယ်နော်ဒီချိန်မှာအမှုမဲ့အမှတ်မဲ့နဲ့နော်ဖြစ်တယ်လို့နေလို့မရတော့ရှင်ဘုရားတို့ရဲ့အာယုံနေ အာယုံကြောတွေနော်ဟိုစတ္ထအာယုံတွေဒါတွေအများကြီးဖွင့်ထားတော့မှာဘုန်းကြီးတွေပြောတာဟုတ်ရဲ့လားပဝန်းကျင်မှာဘာတွေဖြစ်တယ်နိုင်ငံတကာမှာဘာတွေဖြစ်နေတယ်လဲငါတို့ကနိုင်ငံတကာနဲ့လိုက်မိအောင်ဒီချိန်မှာငါတို့ဘာတွေလုပ်ထားရမလဲဘာတွေဖြည့်ဆည်းထားရမလဲဘာတွေလိလထားရမလဲအဲ့ဒါကအရှင်မြတ်တို့စစ်စစ်ဝေဖန်တာပဲနော်အဲ့ဒီလိုမျိုးစစ်စစ်ဝေဖန်ပြီးတော့မှအမှုမှအမှန်မှန်နဲ့အိတ်လိုက်စားလိုက်ပြင်းလိုက်စော့လိုက်အချင်းချင်းစကားများလိုက်ပုံစံတဲ့ဆိုရင်တော့ ရှင်များတို့ဘာမှဖြစ်လာမှာမဟုတ်ဘူးဒီလိုပဲရှင်များတို့လက်ထက်ရောက်လဲသူများမော့ကြည့်ရတဲ့ဘဝမျိုးဖြစ်လာမှာပဲเนาะဒါကြောင့်မလို့တပြီးတော့ရှောက်ချင်တာကတော့ရှင်များတို့ရဲ့ရွှေရောင်ကာလဖြစ်တဲ့တက္ကသိုလ်ကျောင်းသားဘဝမှာစာငါးလုံးနဲ့ပြည့်စုံအောင်ကြိုးစားအားထုတ်ပါနံပါတ်1ကပါလဲစိတ်တက်နံပါတ်2စေတနာနံပါတ်3စရိတာနံပါတ်4စာဖတ်ရမယ်နံပါတ်5စေစေဝေပန်သုံးသက်ခြင်းအပြင် အရှင်ဘုရားတို့ရဲ့ဘဝအတွက်ကောသာသနာအတွက်ကောတကယ်ကိုကိုခံအားကောင်းကောင်းနဲ့နော်သာသနာပြုနိုင်တဲ့ဘဝအောင်မြင်မှုကိုလည်းပဲတည်ဆောက်နိုင်တဲ့ယဟန်ကောင်းရှင်ကောင်းသာသနာຫນွေဝင်သီလရှင်